ရောက်ရင်စွန်ခုံကကောင်းရင်ပုံမှာတက်တောင်းရမ်းပြီလို့ဘုရားရဲ့အမိန်နဲ့လက်ငါးချောင်းတောင်းအောင်မှအပိတ်ခံလိုက်ရပါတယ်။ကွိုင်းမဲရောရဲ့လမ်းညွန်ခြင်းနဲ့ထန်ဆန်းစရာတော်ကလည်းအနောက်ရမှာကျန်းသာပင်မို့သွားရင်လက်ငါးချောင်းတောင်းကြီးကိုရောက်လာခဲ့ပါတယ်။ထန်ဆန်းစရာတော်မှာထန်နိုင်ငံကနေဘရင်ထည့်ပေးလိုက်တဲ့အဆောင်နှစ်ယောက်နဲ့မြင်းတစ်ကောင်နဲ့ပါလာပါတယ်။ပရမအောင်ခက်ခဲနေတဲ့ကြားရီးတစ်ကောင်ကိုတိုက်ခိုက်လို့ရဲမက်နှစ်ယောက်လည်းအတော်ခွန်အားကြီးတဲ့ကိုးတောင်ကြာကိုရှင်းတိုက်ရအောင်စူပါပါဝါရီရနေတာလည်းမဟုတ်တဲ့အတွက်ထွက်ပြေးကြပါတယ်။ လူတွေတော့အသက်လူပြေးနေရတာကိုမြင်းကိုကြားစားမှစိုးရင်လို့ဒီလောက်တော့ဖြစ်တဲ့ဆရာတော်ဆိုပြီးအဆောင်စစ်သားနှစ်ယောက်လည်းဆရာတော်ကိုထားပြီးပြေးပါတယ်ဆရာတော်ကလည်းကြားကသူ့ဘက်လှည့်လာလို့တွေ့ရဝင်ပြေးရင်လက်ငါးချောင်းတောင်အောင်ကိုပြေးဝင်ပြီးသွားပါတယ်ခူထဲရောက်တော့အဖြစ်ခံနေရတဲ့မြောင်းနဲ့စုံပါတယ်ဘူခုံးကဆရာတော်ကိုတွဲလောင်းကြနေတဲ့ခါရာစာရွက်ကိုဖြုတ်ပြီးပြောပါတယ်ဆရာတော်လည်းဖြုတ်ပြီးလိုက်တော့ဘူခုံးလွတ်သွားပါတယ် နှစ်900လောက်ပိတ်မိနေလို့အညောင်းဖြစ်နေတော့ကြားကသူ့ကိုရံမှုနေလို့ရိုက်တက်လိုက်ပါတယ်။ဝူခုံးကအနောက်ရက်ကိုကျန်းစာပင်မဲ့ဆရာတော်ကိုကူညီပေးရမယ်ဆိုရဲကွမ်မရဲအမှားစကားကိုတတိယသွားပြီးအနောက်ရက်ကိုကျန်းစာသွားပင်မလို့လားလို့မေးပေမဲ့ဝူခုံးရဲ့ပုံစံနဲ့အညာတာမရှိတက်ဖြတ်ပုံတွေကိုမြင်ပြီးဝူခုံးကိုမြင်မြင်ချင်းသဘောမကျတာကြောင့်ဆရာတော်ကမဟုတ်ဘူးလို့ဖြေလိုက်ပါတယ်။ကွမ်မရဲမှားလားလို့သာမေးရပေမဲ့မဟုတ်လေကြိုက်လေဖြစ်တဲ့ဝူခုံးကသူ့ဆွမ်းနဲ့လွတ်လပ်ပြီးဆိုပြီးအဝေးကိုပြေးထွက်သွားပါတယ်။ဒါပေမဲ့ဆရာတော်စီမှာပါလာတဲ့ရွှေကွင်းကဝူခုံးကောင်းမှသွားစွတ်ပါတယ်။ အဲ့ဒီရွှေခွင်းကဆရာတော်ကိုကွာရမဲ့တော့ပေးထားတာပါဘူခုံးကသူ့ဘာသာချွတ်တာမရလို့ဆရာတော်ကိုချွတ်ခိုင်းပေမဲ့ဆရာတော်လည်းချွတ်မရတာကြောင့်ရွှေခွင်းပေါ်မှာရေးထားတဲ့စာလေးကိုဖတ်ကြည့်လိုက်တော့ဘူခုံးမခံမရနိုင်အောင်ခေါင်းနေကြိုက်ပါတယ်ဒေါသဖြစ်သွားတဲ့ဘူခုံးကဆရာတော်ကိုတတ်ဖို့လုပ်နေတော့ကွာရမဲ့တော့ရောက်လာပါတယ်ဆရာတော်ကအနောက်ရက်ကမိုးကြိုးကြောင်းတော်ကဗုဒ္ဓရဲ့ကျမ်းစာကိုကိုယ်တိုင်သွားပင်းရမှာဖြစ်ပြီးဘူခုံးအနေနဲ့ဒီကိစ္စကိုကူညီပေးရမှာဖြစ်ပါတယ်အဲ့ဒီကိစ္စကိုကူညီပေးလို့ပြီးစီကမှရွှေခွင်းကိုချွတ်လို့ရမယ်လို့ကွာရမဲ့တော်ကပြောလိုက်ပါတယ် တစ်ခါခုံရင်တော့ယူဇနာပေါင်း900လောက်ခုံနိုင်တဲ့ဝူခုံကဘလောက်ခုံကုန်ဒီနေရာပဲပြန်ရောက်နေလို့ဝူခုံခမထူးဆန်းနေပါတယ်။ကျန်းစာတော်ကိုဆီအရော်ကိုယ်တိုင်ပင်မခန့်လမ်းလျှောက်ပြီးပင်းဆောင်အောင်မှာဖြစ်တယ်လို့အခက်ခဲတွေကိုလည်းကိုယ်တိုင်ကြော်ဖြတ်ရမှာဖြစ်လို့ဒီလိုအလွယ်လမ်းလိုက်လို့မရပါဘူး။အဲ့ဒီချိန်ရေတွေကတက်လာတဲ့နဂါကဆီအရော်စီးတဲ့မြင်းကိုစားလိုက်တာကြောင့်ဝူခုံကနဂါကိုအပြစ်ပေးတဲ့အနေနဲ့ဆီအရော်ရဲ့စီးတော်မြင်းဖြစ်အယောပေးခိုင်းပါတယ်။ဒီလိုနဲ့ဆီအရော်မြောင်းတဲ့မြင်းနဂါတို့က အနောက်ရဘူခီးတူဆက်ဖို့ဖြစ်လာပါတယ်သူတို့သွားမဲ့လန်ခီမှာရှိတယ်ပထမဆုံးဖြတ်သွားမဲ့မြို့မှာအယိုးပြူမိစာတောင်းချမ်းနေပါတယ်ကလေးကိုဖန်ဆားတဲ့အယိုးပြူမိစာဆိုပြီးနာမည်ကြီးနေပြီမဲ့အဲ့ဒါကအတုတွေဖြစ်ပြီးအစစ်နဲ့တွေ့သွားလို့အသက်ခံစားခံလိုက်ရပါတယ်အယိုးပြူမိစာရဲ့အိမ်မက်ကမတိမျိုးဖြစ်ဖို့ဖြစ်ပြီးဆရာတော်ကိုစားဖို့စောင့်နေတာဖြစ်ပါတယ်တနေရာရောက်မှာတော့မိန်းကလေးတွေပြေးလာလို့ဘာဖြစ်လို့လဲဆိုတာဆက်စုချင်း ပါကျေဝူကျွန်းတို့နဲ့တိုက်ခိုက်ရပါတယ်။နှစ်ယောက်တယောက်တိုက်ခိုက်လဲဝူဟုံးကိုမနိုင်တာကြောင့်အရှုံးပေးလိုက်ရပြီးအဲဒီနောက်မှာသူတို့ကအနောက်ရောက်ကိုကျန်းစာသွားပင်မဲ့ဆရာတို့ကိုစောင့်နေတဲ့သူတွေဆိုတာသိလိုက်ရပါတယ်။ဒါကြောင့်မဲအားလုံးအတူတူခီးဆက်ကြပါတယ်။ဒီလိုခီးဆက်နေတော့တဏျာရောက်မှာအခိုးငွေတွေကြောင့်လမ်းကိုမမြင်ရသလောက်ဖြစ်နေပါတယ်။ဝူဖုံးကမိစ္ဆာငွေတက်ရလို့သတိပေးပြီးမဲပါကျေကတော့တွေးတဲ့အိမ်စီကိုပြေးသွားပါတယ်။အဲဒီအိမ်မှာအယူပြမိစ္ဆာကအဖွားအူအောင်စောင်းထားပါတယ်။ တီယိုဆောင်ကောင်းတဲ့ယူမိစာကပါကျဲကိုကြောက်ချင်အောင်ဆောင်လို့ဆရာတော်ကပဲမကြောက်ဖို့ဝင်ပြောရပါတယ်။စိတ်ထဲမတင်ကားလို့ဟိုကမီးတောင်မျက်လုံးနဲ့ကြည့်လိုက်မိပေမဲ့မိစာကသူ့ရဲ့အဝတ်ကိုခါပြီးဝုခုံးကိုနှောက်ရှက်လိုက်ပါတယ်။အဲ့နောက်ဝုခုံးကမီးတောင်မျက်လုံးကိုတုံးမရပဲအရာရာဝါနေလို့မျက်လုံးသွတ်ဆီးဖို့လိုလာပါတယ်။ဒါပေမဲ့ဆရာတော်ကလည်းစိတ်မချတာကြောင့်သူ့မျက်လုံးသွတ်ဆီးနေတော့ဆရာတော်ကိုစိတ်ချရအောင်သူပြန်လာမချင်းမထွက်ဖို့စီတာပေးခဲ့ပါတယ်။အဲ့ဒီအချိန်အဖွားအိုရဲ့တမီးနှစ်ယောက်ကဖုန်ချောင်တက်တဲ့ပါကျဲကိုမျှခေါ်သွားလို့စိတ်မချတဲ့ဆရာတော်ကဝုကျုံးကိုပါနောက်ကလိုက်ခိုင်းလိုက်မိပါတယ်။ နှစ်ယောက်တည်းဖြစ်နေတဲ့ချိန်အပွားဟုတ်အောင်ဆောင်းထားတဲ့မိစ္ဆာကဆီယရိုနာကတ်ချင်ပေမဲ့ဝူခုံတားခဲ့တဲ့စီချောင်းကတ်မြဖြစ်နေလို့သူ့ဘအကြောင်းနေနဲ့သူဒီလိုမျိုးပြမာနေရတဲ့အကြောင်းတွေပြောပြီးမျက်ရည်ချူပါတယ်။သူ့သက်ဆက်ရှိတဲ့ကယောက်ျားပေးစားခံရပြီးရောင်နောက်စရုံးပိုင်ရင်သူရောက်လာမှရွာကကတ်ဆိုးကြရောက်ပြီးလူတွေအများကြီးတေကုန်ပါတယ်။ဒါကသူရောက်လာလို့ဖြစ်တာဆိုပြီးယုံကြည်နေတဲ့ရွာသားတွေကသူ့ကိုတောင်းတောင်းတစ်ခုမှလရသာကြွေးဖို့ထားပြစ်ခဲ့ကြပါတယ်။ဒီအကြောင်းတွေကိုကြားတော့အဖွားအဝကိုတနာသွားတဲ့ဆီယရိုက နှစ်သိပ်ပင်ကျင်စိမ့်နဲ့ဝူခုံးရဲ့စီးဝိုင်းအပြင်ကိုထွက်မိလိုက်ပါတယ်အဲ့ဒီချိန်မှာပဲဆရာတော်ကိုဖမ်းဖို့လှုပ်ပါတော့တယ်ဒါပေမဲ့တစ်ချိန်ထဲမှာပဲမျက်စိသွားစီတဲ့ဝူခုံးပြန်ရောက်လာပြီးရောက်ရောက်ချင်းသူ့ရဲ့မိရောက်မျက်လုံးနဲ့ကြည့်လိုက်တော့မိဆာဖြစ်နေတာကိုသိသွားပါတယ်ဝူခုံးကတတ်ဖို့အလုံးမှာယူပြီးမိဆာကဝူခုံးကိုကြောက်ရွံ့ဆောင်ပြီးအဖွားကြီးခန္ဓာကိုထားပြီးထွက်ပြေးသွားပါတယ်ဝူခုံးလည်းအလွတ်မပေးဘဲအနောက်ကလိုက်တိုက်ခိုက်ပါတယ်အဲ့ဒီချိန်မှာပါကျဲရုကိုလည်းယူယူမိဆာရဲ့တပည့်မာတွေကတတ်ဖို့လုံနေပါတယ်။ဒါကိုမြင်လိုက်တဲ့ဝူခုံကပါကျဲရိုးကိုအရင်ကယ်ဖို့လုပ်ပါတယ်။ ဒါနဲ့ပဲမိစ္ဆာမာတွေကိုသူ့တုံးနဲ့ရိုက်တက်လိုက်ပါတယ်။တယုံမှန်ကိုမသိတဲ့ပါချက်ကတော့ဝူခုံးလူတက်လိုက်တယ်ပဲထင်နေပါတယ်။အဲဒီချိန်ယူယူမိစ္ဆာကဝူခုံးလက်မှာအဖွာကြီးကိုလည်းပြန်ဝင်ပြီးဆရာတော်ကိုတတ်ဖို့လုပ်နေလို့ဝူခုံးရောက်လာပြီးရိုက်တက်လိုက်ပါတယ်။ယူယူမိစ္ဆာကနောက်တစ်ချိန်ထပ်သွားပြီးမယ်အားလုံးကကိုပြက်လုံးနဲ့မြင်တာကိုပဲယုံကြတာမလို့ဆရာတော်ကဝူခုံးကိုလူတက်တယ်ဆိုပြီးခါရရွတ်ပါတယ်။ဝူခုံးလည်းခေါင်းနဲ့ကြိုက်လွန်းတာကြောင့်မေးလဲသွားပါတယ်။တတိယလာတော့ဆရာတော်ကိုစိတ်ဆိုးပြီးတောင်တစ်ခုပေါ်မှာသွားထိုင်နေပါတယ်။ဆရာတော်ကလည်းတောင်ပေါ်ထိလိုက်လာပြီးလာပြန်ချော့ပါတယ်။ဒါကြောင့်မဲနောက်နေ့မနက်မှာတော့ခီးတူဆက်ကြပါတယ်။ ဒီလိုနဲ့ခီးဆက်ကြရင်မြို့တစ်မြို့ရောက်မှာအဲ့ဒီမြို့မှာကလေးတွေပြောက်တဲ့တဲ့ရင်ကိုနေရာအနှံ့ကထားတာတွေ့ရပါတယ်။ဘယင်းနဲ့တွေ့ရတဲ့အချိန်မှာမေးကြည့်တော့ဒီမျိုးကကလေးတွေကိုရိုးရိုးမိစ္ဆာကဖမ်းပြီးစားတောင်းနေတာလို့သိရပါတယ်။ရိုးရိုးမိစ္ဆာကိုနှိမ်နှင်းပေးဖို့လေဘယင်းကဆရာတော်တို့ကိုတောင်းဆိုပါတယ်။ဒီလိုတောင်းဆိုနေတော့မှပဲရိုးရိုးမိစ္ဆာရောက်လာပြီးဝုခုံးနဲ့မီတင်လုပ်ချင်တယ်လို့ပြောပါတယ်။ဝုခုံးနဲ့နှစ်ယောက်ချင်းစကားပြောခွင့်ရတော့ဆရာတော်ကလည်းရွနေတာကိုသူတွေ့ခဲ့ရပြီးဝုခုံးခံစားရတာကိုသူတွေ့ခဲ့ရတာကြောင့် ဲ့ဒီဘွားကလှုပ်ဖို့သူစရာတော့ကိုစားပေးမယ်ဒါဆိုမင်းနဲ့လွတ်ပြီဆိုပြီးအပေးယူလို့ကိုကန်လာပါတယ်ကန်လန်းချက်ကတော့ရိုးရှင်းရမှာပဲစရာတော့ကိုသူ့စီတယောက်ထဲလွတ်လိုက်ပြီးဘူးခုံကမသိကြအောင်စောင့်နေဖို့ပဲဖြစ်ပါတယ်အယူယူမိစားကကလေးတွေကိုဖမ်းပြီးစားရတော့နာမည်ကြီးပြီမယ်တကယ်တမ်းပြောင်းနေတဲ့ကလေးတွေကိုဖမ်းထားတဲ့တရားခန်းအစ်ကဘယင်ကြီးဖြစ်ပါတယ်ဘင်းကြီးရဲ့လက်ကချိန်စာတင့်နေတဲ့သူ့ဝေဒနာကိုတတ်တာကိုကလေးရဲ့သွေးကိုတောက်ရပါတယ်။ဒါပေမဲ့ဒါကခဏပဲတတ်တာပြီးအမြဲမပြောက်တာကြောင့်အနောက်ရက်ကိုသွားမဲ့ထမ်ကိုရောရဲ့အသားကိုစားကျင်နေတဲ့သူလည်းပါနေပါတယ်။ ဆရာတော်နားမှာဝုကုန်းရှိနေလို့ဝုကုန်းနဲ့မိစ္ဆာမတို့တိုက်ခိုက်ခိုင်းပြီးအဲ့ဒီချိန်ဆရာတော်ကိုဖမ်းဖို့ကြံစီနေတာဖြစ်ပါတယ်။ဝုကုန်းကဆရာတော်ကိုမလွတ်နိုင်လို့မိစ္ဆာမစီကိုဆရာတော်ရောင်ဆောင်သွားခဲ့ပြီးဆရာတော်ရောင်ဆောင်ပြီးသွားခဲ့ပြီးအဲ့ဒီနောက်တိုက်ခိုက်ကြပါတယ်။စီစဉ်နားတဲ့အတိုင်းသူတို့တိုက်ခိုက်နေတော့မှဘရင်စစ်တီတွေကဆရာတော်ကိုဖမ်းသွားကြပါတယ်။ဘရင်ကဆရာတော်ကိုတတ်မယ်လို့မှဝုကုန်းပြန်အောင်လာပြီးဘရင်ကိုတိုက်ခိုက်ပါတယ်။ဆရာတော်တားလို့ဘရင်ကိုမတတ်လိုက်ပေမဲ့ကလေးတွေကိုတော့ဝုကုန်းကလွှတ်ပေးလိုက်ပါတယ်။ဒါကြောင့်မဲ့ကလေးတွေလွတ်လာလို့ရွာသားတွေကဆရာတော်ကိုကျေးဇူးတင်နေကြပါတယ်။ ကျေးဇူးတင်လို့ရွာသားတွေကသူတို့ရှိကြတယ်စားကြတယ်ပေးပြီးကျေးဇူးဆက်ကြတဲ့အချိန်ရွာသားတွေတမ်းမှာမိစားတကောင်ကကလေးရောင်ဆောင်ပြီးရောက်နေပါတယ်။ဒါကိုမြင်တဲ့ဦးကောင်ကကလေးကိုရိုက်သက်ဖို့လုပ်ပေမဲ့ဆရာတော်ကတားလိုက်ပြီးမြင်မြင်သမ ्या ကိုမိစားလိုပဲထင်နေပြီးကလေးကိုကလေးလို့တော့မမြင်တော့ဘူးလားလို့ဦးကောင်ကဆူပါတယ်။အဲ့ဒီအချိန်ကလေးမေပုံစံနဲ့မိစားမှာသူကလေးကိုရိုက်လို့ဆရာတော်ကိုတတ်မယ်ဆိုပြီးပြေးလာလို့ဦးကောင်ကကလေးမေကိုရိုက်သက်လိုက်ပါတယ်။လူတွေကိုတတ်ချင်တိုင်းတတ်နေတယ်ဆိုပြီးဆရာတော်ကဦးကောင်ကိုအပြစ်ပေးဖို့ခါရရွတ်ပါတယ်။ ဒီလိုကာရာယွန်းနေလို့ဖုန်းခန်းစားရနေရကိုအခွင့်ကောင်းယူပြီးကလေးရောင်ဆောင်လာတဲ့မိစားကဆရာတော်ကိုတတ်ဖို့လုပ်ပါတယ်။ဒါကိုမြင်လိုက်တဲ့ဝုခုံကဝေဒနာတွေကြားရဲကပဲအဲ့ကလေးကိုရိုက်တက်လိုက်ပါတယ်။ကလေးကိုရိုက်တက်လိုက်လို့ဆရာတော်ကစိတ်ဆိုးကြီးဆိုးသွားပြီးဝုခုံကိုသူ့ရင်းစင်မှာလိုက်ပါဖို့လက်မခံတော့ဘူးဆိုပြီးနှင်ထုတ်လိုက်ပါတယ်။ဝုခုံကရှင်းပြသလိုပါကျင်တဲ့ဝုချင်းကလည်းဖြောင်းပြပြီးမြင်ဆရာတော်ကလက်မခံလို့ဝုခုံလည်းနှုတ်ဆက်ပြီးထွက်သွားပါတယ်။ဝုခုံထွက်သွားပြီးစက္ကန့်ပိုင်းမှာပဲဆရာတော်ကိုယူယူမိစားကဖမ်းခေါ်သွားပါတယ်။ ပါကျဲနဲ့ဝူချင်းလဲဘာဆက်လုံးမလဲတိုင်မနေရင်ပါကျဲကလမ်းတစ်ခုပဲရှိရလို့ပြောပါတယ်တခါကတယောက်ကဝုန်းကိုသွားခေါ်ပြီးနောက်တယောက်ကဆရာတော်အသက်မခံရအောင်ယူမိတ်စာစီလိုက်သွားပြီးအချိန်ဆွဲထားဖို့ဖြစ်ပါတယ်နောက်တစ်ခါကတော့ရှိရပစ္စည်းတွေကိုကြံခဲ့တဲ့သူတို့နေရာကိုခွဲဝေပြီးခီးစဉ်ကိုဒီနေရာမှာအဆုံးသတ်လိုက်ဖို့ပဲဖြစ်ပါတယ်ပါကျဲအစီအစဉ်ကိုကြတော့ဝူချင်းဒေါသထွက်ပြီးနှစ်ယောက်သားထားချပါတယ်နောက်ဆုံးတော့ပထမအစီအစဉ်တိုင်းပါကျဲကဝုန်းကိုသွားရှာပါတယ်ဆရာတော်ကမိတ်စာမာကိုတရားပြပေမဲ့ လူတွေကိုမုံတီးနေတဲ့မိစ္ဆာမှာလက်မခံပဲသူမသိမျိုးဖြစ်ဖို့ထန်ဆားသားကိုပဲစားကျင်နေပါတယ်။အဲ့ဒီချိန်ပါချက်ကပွာကူတောင်မှာဘူခုံးကိုတွတ်ရှာပြီးဆရာတော်ကိုအယိုးပြုမိစ္ဆာမှာဖမ်းခေါ်သွားပြီးဆိုတဲ့အကြောင်းပြောပါတယ်။မင်းအသက်ကနှစ်ထောင်ချီနေပြီမို့မသိနားမလဲတဲ့ငယ်ရွယ်နုနယ်သေးတဲ့ဖုန်ကြီးကိုနားလေပြီးဘူးစီယုံစကားတွေပြောပြီးမြတ်တော်ကဘယင်ကြီးမရှိဘူးလို့ပြောလိုက်လို့ပါချက်ကဆော့ဆော့ကဘာလို့မပြောတာလဲဆိုပြီးရောက်ပြီးမှတော့ မထူးတော့ဘူးဆိုပြီးဝူခုံးရဲ့ချက်ဝတ်စားကိုယူဝစ်ပြီးယူယူမိစားမှာမကောင်းဆိုးဝါးစစ်တပ်ကိုတယောက်တည်းတိုက်နေတဲ့ဝူချင်းကိုတွားကိုပါတယ်အဲ့ဒီအချိန်ဝူခုံးကိုကွမ်ရမဲရောကဖြောင်းပြပြီးဆရာတော်ကကျမ်းစာပင်မို့ကိုးဝါတိတိပါရမီဖြည့်ကျင့်ခဲ့ရတာဖြစ်လို့ကုညီပေးဖို့ဝူခုံးကိုပြောရင် မင်းကဆရာတော်ကိုပြစ်ခဲ့တာလားဆရာတော်ကမင်းကိုပြစ်ခဲ့တာလားတေချာစဉ်းစားဖို့ပြောရင်အခုဆရာတော်ဒုက္ခရောက်နေပြီလို့ပြောပြလိုက်ပါတယ်ကွိုင်မဲရောဖြောင်းပြမှုတွေကြောင့်ဝူခုံးလည်းယူယူမိစားစီကိုလိုက်သွားပြီးပါဂျေရိုနဲ့အတူတိုက်ခိုက်ပါတယ် နှစ်ကောင်သားအချိန်ကြာကြီးတိုက်ခတ်ရတဲ့ရိုးအောင်တွေကိုဘူကုံကဒုတ်ချက်မှုပြီးအပြက်ရှင်းလိုက်ပါတယ်။ဆရာတော်ကိုတက်လူဆဲဆဲမှာဘူခုံးအချိန်မီရောက်လာလို့နှစ်ယောက်သားတိုက်ခိုက်ကြပါတယ်။နတ်စစ်တီတသိန်းအောင်မနိုင်ခဲ့တဲ့ဘူခုံးကိုဘလို့မှမနိုင်တာကြောင့်အယူမိစာထွက်ပြေးသွားပါတယ်။ဘူခုံးလည်းဆရာတော်ကိုတွားပြန်ခေါ်နေတော့အယူမိစာကအဲ့ဒီတောင်ပေါ်မှာရှိတဲ့အယူတွေအကုန်လုံးကိုစုလိုက်ပြီးယူစုအကြီးကြီးလုပ်ပြပါတယ်။ဆရာတော်ကိုသူ့လက်ကြီးနဲ့ဖမ်းသွားတာကြောင့်ဥခုံးလဲဆရာတော်ကိုကဲဖို့ကြိုးစားရပါမယ်။တစ်ဖက်ကအယူတွေအများကြီးစုထားလို့ဥခုံးလဲကိုယ်ခွဲတွေအများကြီးလုပ်ပြီးပြန်တိုက်ခိုက်ရပါတယ်။ အဲ့ဒီအချိန်မှာတော့ဆရာတော်ကမိစ္ဆာမားကိုအကျိုတရားရပြီးနောက်ဘဝမှာလူပြန်ဝင်စားစီခြင်းပါတယ်။ဘုရားကမိစ္ဆာမားကိုလူပြန်ဝင်စားစီခြင်းရင်လူတယောက်ရဲ့အသက်ကိုပေးရမယ်ဆိုလို့ဆရာတော်ကသူ့ကိုယ်သူပေးမယ်လို့လက်ခံပါတယ်။ဒါကြောင့်မိစ္ဆာကဆရာတော်ရဲ့ကိုယ်ထဲရောက်သွားပါတယ်။ဆရာတော်ကအညိုးအတေးတွေအမုန်းဆွဲတွေကိုဒီဘဝမှာထားခဲ့ပြီးကျွတ်တန်းဝင်ဖို့နောက်ဆုံးအနေနဲ့တရားဟောပါတယ်။ ဆရာတော်ရဲ့ကိုယ်ကမိစ္ဆာမရဲ့ဝိညာဉ်ဘဝကူးနိုင်မှုအတွက်ဆရာတော်ကသူ့ကိုရိုက်တတ်ဖို့ဟူဟုံးကိုပြောပါတယ်ဆရာတော်ကဒီလိုဖြစ်စေချင်တာပေါ့နောက်ဘဝမှာဆရာတော်လူပြန်ဖြစ်တဲ့အချိန်ထိသူတို့တွေစောင့်နေမယ်လို့အားလုံးကဂရီပေးပြီးဟူဟုံးကသူ့လုံးနဲ့ရိုက်လိုက်ပါတယ်မိစ္ဆာမကကျွတ်လို့သွားခဲ့ပြီးဟူဟုံးတို့နဲ့ရိုက်ခံလိုက်ရတဲ့ဆရာတော်ကနေရာမှရင်ကြောက်ရွံ့ဖြစ်သွားပါတယ်တပည့်၃ယောက်ကစောင့်ကြည့်တာ9ရက်ကျော်ပြီဖြစ်ပေမဲ့ဘာမှထူးမလာလို့ဟူဟုံးကဒီကြောက်ရွံ့ကိုပဲတည်ပြီးခီးစက်ကြောက်ကိုဆုံးဖြတ်လိုက်ပါတယ် သူတို့နောက်ရောက်ကိုထွက်ခွာလာတဲ့အချိန်မှာပဲကွမ်ယမေရောကကျောက်စီကိုရည်တစက်ပစ်ချလိုက်ပြီးကျောက်ကနေလူပြန်ဖြစ်စေခဲ့ပါတယ်။